သိမ်းမောင်းတောင်းလဲချီရဲ့ချမ်းသာမှုကိုရဖို့နီးလန်းတကြက်ကနေ10သိန်းထိပိုင်ဆိုင်မှုဆိုရင်စီကန်းဆိုတာရှိဖို့လိုအပ်ပါတယ်ပထမဆုံး10သိန်းကအခက်ခဲဆုံးပါပဲစီကန်းရှိရှိနဲ့လားစာရတိုင်းဝင်ငွေရတိုင်းတစေရာခိုင်နှုန်းနဲ့အထက်မှာစုအကျိုးမရှိတဲ့အသုံးစည်တွေကိုဖြတ်တော့ဝင်ငွေဘယ်ကနေရနေလဲဆိုတာကိုမှတ်သားထားဘိုးဝင်အောင်လည်းပဲအမျိုးမျိုးစူးစမ်းနေပါ ဈေးသိန်းရနေပြီးတော့သိန်းတရာအထိပိုင်းဆိုင်နိုင်မှုကြတော့ကျွမ်းကျင်မှုတွေဆိုတာလိုအပ်လာပြီသိန်းတရာတော့ဝင်ငွေရဖို့အတွက် high income scale ကိုယ့်ရဲ့ဝင်ငွေတွေကိုတိုးတက်စေမဲ့ကျွမ်းကျင်မှုအမျိုးမျိုးတွေလိုလာပြီလူတိုင်းမလုံနိုင်တာကိုလုပ်ဖို့လိုအပ်ပြီ freelance အလုပ်တွေကိုလုပ် digital marketing နဲ့ AI ကိုသင်ယူဘာသာစကား graphic design video editing training အသိပညာတွေကောင်းကောင်းလေ့လာဒီကိမှာဆိုရင်သင်ယူရတာကလွယ်ကူလာပြီကုန်ကျစရိတ်တွေကလည်းအရင်တက်ကိုပို့ပြီးတော့တိတ်ကိုတက်တာတွေ အဲ့တော့ကျွန်တော်ကဒီနေ့မှာဝင်းဝေးအရန်ကောင်းတယ်လက်တွေလည်းလှုပ်လို့အဆင်ပြေတယ်လူငယ်တွေအတွက်လည်းအဆင်ပြေတယ်ဆိုရယ်လုပ်ငန်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကြည့်လိုက်ရအောင်ပါ creation service youtube ကနေပြီးတော့ဝင်းဝေးရှာလို့ရရယ်ဆိုတာကိုလူတွေကသိလာကြပြီအဲ့ဒါကြောင့်ဒီဘက်ကိုတဖြည်းဖြည်းနဲ့ဝင်လာနေသူတွေများလာပြီဗီဒီယိုဖန်တီးတီးဖြတ်ရတာတွေကိုလည်းအများဆုံးလှုပ်လာကြတယ်ဘယ်သူမှမသိသေးတဲ့ဈေးကွက်ကဘာလဲဆိုတော့ YouTube video တွေကိုအစာဆုံးတာဝန်ယူဖန်တီးပြီးတော့တီးဖြတ်ပေးနေတဲ့ service ဆိုရယ်ဝန်ဆောင်မှုပါပဲ YouTube video တပုတ်ကို ဖန်တီးဖို့အတွက် video ထဲမှာပြောမယ့်အကြောင်းအရာ script video နောက်ခံအသံသွင်းခြင်း narration video ဖန်တီးတီးဖြတ်ခြင်းအရာတွေပါဝင်နေ video တပုတ်ဖန်တီးမှုအတွက်တပုတ်ကိုမြန်မာငွေ1000ကျပ်ထိရရှိနိုင်ပါတယ်အဲလက်ရှိမှာလည်းပဲ service လုပ်နေတဲ့သူတွေလည်းရှိတယ်အရင်နေပါသေးတယ် YouTube channel တခုအတွက်ဆိုရင် service အထားပါပါတယ် တရက်ကိုဗီဒီယိုသုံးဖို့ဝင်ဆောင်မှုလက်ခံနေဆိုပါစို့တပုတ်ကို3000ယူမယ်ဆိုလို့ရှိရင်သုံးဖို့ဆိုရင်တော့9000တောင်းပါတလားမှာဝင်ငွေ15သိန်းနဲ့သိန်း30ကြာရှိနိုင်ပါ ರಿ မိမိဘက်ကနေပြီးတော့မူပိုင်ခွင့်ကင်းလွတ်တဲ့ဟာ ರಿ ဖန်တီးမှုမြင်မာတဲ့ဟာ ರಿ ကိုကြီးစုသူတွေကိုဆွဲဆောင်နိုင်ဖို့အတွက် view တွေကိုစည်စနာပါပါနဲ့ဖန်တီးဖို့လိုအပ်တယ်အဲ့တော့တေချာဘောက်ကဝင်ငွေကကောင်းလာမှာပဲအဲနောက်တစ်ခါတော့ရှကီဘေးတို့အတွက်အထူးခွင့်လမ်းပါသူတို့ရှက်ကီသမားတွေကကျန်တဲ့နေရာမှာသာညင်းကြခုံကြသဘောထားရည်လေကွဲလွဲကောင်းကွဲလွဲကြပါလိမ့်မယ် ရန်နေဖြစ်ကြမယ်အေးဒါပေမဲ့အရက်တောက်တဲ့အချိန်ဆိုရင်တော့ညီကိုတွေပါပဲအဲ့တော့ဒီညီကိုတွေအတွက်အရက်တောက်ရင်းနဲ့ဝင်ငွေတစ်ဖက်တစ်လမ်းရနိုင်မယ်နီးလမ်းတွေကိုကျွန်တော်ကဒီနေ့ပြောပြပေးသွားမှာပါ Facebook မှာ Shaggy တမားရဲ့ကြီးပဲစုထားတဲ့ group တွေဖြစ်ရှိတယ်အဲ့လို group တွေမှာအရက်နဲ့ပတ်သက်သမျှတွေကိုဗီဒီယိုလေးတွေဖန်တီးပြီးတော့မျှဝေတင်တယ်အရက်ကိုအသေးမထိခိုက်အောင်ဘယ်လိုမျိုးတောက်တင်တယ်အရက်စစ်မစစ်ဘယ်လိုမျိုးခွဲကြမလဲအဲအရက်ကိုဘာလေးနဲ့တွဲပြီးတော့တောက်တင်တယ်ဘယ်မီးနဲ့ဆိုပိုလိုက်တယ်ဘယ်အရက်ရတာကဘလို့ ေးဒါတွေမကသေးပါဘူးအရက်ဆိုင်အမိုက်စားကြီးတွေသွားထိုင်မှာမဟုတ်ဘူးလမ်းမီမှာပဲဖြစ်ဖြစ်တောထဲမှာပဲဖြစ်ဖြစ်ယူခင်ကောင်းတဲ့နေရာလေးမှာပဲဖြစ်ဖြစ်ထိုင်တော့ရင်လည်းဒီဘလော့လေးရိုက်တာမျိုးဒါမျိုးလုံးတင်နေပါပြီကျောင်းနိုင်ငံမှာအရက်နဲ့ဆိုင်တဲ့ vlogger ကမရှိသလောက်ရှားပါတယ်ကိုဘက်ကသာလုံးမယ်ဆိုရင်တော့ပထမဦးဆုံးဖြစ်သွားလောက်မယ်လို့တော့မပြောလို့ရပါတယ်ကို့လူရီယာစိတ်ဝင်စားလာပြီး attention ရလာပြီးဆိုတော့ ਨੇ ဝင်ငွေလမ်းကြောင်းတွေကိုစတင်ပြီးတော့ဖောက်လို့ရပါပြီဒါကတော့လေမရမှာပါ ဘဲဆိုင်မှာဝေးအရက်ကစစ်တယ်ဈေးသက်တာလေးလို့ညှို့မိတော့ဆိုင်နေကနေပြီးတော့ကြောင်ညာဝင်ငွေရတာမျိုးအဲကိုရိုင်းဆိုင်နေစီကိုသွားတောက်ပြီးတော့လေကြောင်ညာလို့ရပါတယ်အရက်ဆိုင်နေကအများကြီးပါပဲအဲ့တော့အပြိုင်ဆိုင်ဈေးကွက်လူနေကြတာပါကို့အတွက်ဈေးကွက်လည်းအလွန်မှကြီးနေတော့ဝင်ငွေကလည်းများလာပါလိမ့်မယ်အရက်ကုမ္ပဏီစီကနေလည်းကြောင်ညာကတွေရနိုင်ပါသေးတယ်ကိုဘက်ကအရက်အကြောင်းကိုတေးချာနားလိမ့်မယ်စနေတကျလှုပ်တက်မယ်ဆိုရင်တော့မရနိုင်စရာအကြောင်းမရှိပါဘူး တခုကတော့ကိုယ့်ရဲ့ video တွေကို YouTube မှာတင်မယ်ဆိုလို့ရှင် YouTube ကနေပြီးတော့ဝင်ငွေတခုကလည်းတေချာပေါက်ရနိုင်မှာပါစာရေးတာဝါသနာပိုင်ဘာသာပြန်လုပ်ငန်းအောင်လုပ်ဘာသာပြန်ဆိုတဲ့နေရာမှာလည်းနှမျိုးရှိသေးတယ်ဗျစာရီကိုဘာသာပြန်တာနဲ့ဒီ video တွေကိုဘာသာပြန်တာပေါ့လေကျွန်တော်တို့ video တွေကိုဘာသာပြန်တဲ့အပိုင်ကိုညှိုးနေတယ်ဗျကျော်ရီ Facebook တုံးနေတဲ့သူတွေကစာရီထက်ဒီဗီဒီယိုတွေကိုပို့ပြီးတော့စိတ်ဝင်စားကြတယ်။အဲ့တော့ဒါတွေကိုသိလာကြတဲ့အတွက် view တွေကိုဘာသာပြန်မှုအတွက်ဖန်တီးလာကြတယ်။ အဲ့တော့ဘာ ರೀ ဖြစ်လာတယ်လဲဆိုတော့ video တပုတ်သေးကိုပဲဒီ page ကဘာသာပြန်နောက်တဲ့ page တစ်ခုကလေနောက်တဲ့ page တစ်ခုကလေအဲ့ဒီ video ကိုပဲဘာသာပြန်နေကြာလာတော့ကြည့်ရှုသူတွေရဲ့အနေထားကကြာလာပြီဗျလက်ရှိတွေးနေရတာကစိတ်ခွန်အားဖြင့် video အမျိုးအစားဟာသ video အမျိုးအစားတွေများပါတယ်ကျွန်တော်အကြံပေးခြင်းတဲ့ video မျိုးစားတွေရှိပါတယ်အဲ့ဒါတွေကတော့ဒီ documentary လို့ခေါ်တဲ့မှတ်တမ်းတင် video တွေမိုးရွာထဲမှာတဦးရဲ့စကန်းချနေထိုင်တဲ့ video လိုမျိုးအဲကန့် video ပေါ့လေ ီးတော့ဇိန်ခံပစ္စည်းဥပမာနာယီတို့ပတ်စံအိတ်တို့အင်ကြီးကားအစတွေကိုပြောပြတဲ့ကြွေပြတဲ့ဗီဒီယိုတွေပေါ့အဲပြီးရင်တော့ဒေါ်လာတန်းချီတန်တဲ့အိမ်တွေကိုလိုက်ပြောပြအရှင်းပြနေတဲ့ဗီဒီယိုတွေလက်တွေ့ကြတဲ့ဗီဒီယိုတွေပြောရမယ်ဆိုလို့ရှိရင်တော့ဥပမာအောင်မြင်တဲ့အင်ချမ်းမြေပွဲစားဖြစ်ဖို့လို့အောင်မြင်တဲ့ကားရောင်းဝယ်သူဖြစ်ဖို့လို့ငွေကြီးအသိပညာပေးဗီဒီယိုမျိုးတွေပါအဲ့ဒီနေပြန်ရနေပြီးတော့ဗီဒီယိုလိုရှာဖွေပြီးတော့ကျွန်တော်ဘာသာပြန်စီခြင်းပါတယ် အဲ့ဒီဘေးတွေကဗီဒီယိုတွေကဘာသာပြန်သူနေတဲ့အတွက်ကိုကပထမအဦးဆုံးတိုးပေါက်မဲ့အနေထားမျိုးပါအဲ့ဒီကနေမျိုးကျွန်တော်တို့ဘာတွေလုပ်လို့ရနိုင်မလဲဗီဒီယိုကိုဘာသာပြန်ပြီးတဲ့ service မျိုးကိုလုပ်နိုင်ပါပြီမိမိ page ကနေပဲအလုတ်အပ်ဖို့ခေါ်တာဖြစ်တဲ့အတွက်ဒေတာပေါက်အလုတ်အပ်သူတွေရှိလာပါလိမ့်မယ်နောက်ထပ်တစ်ချက်ကတော့ဗီဒီယိုကိုတီးဖြတ်ပြီးတော့ online သင်တန်းပေးလို့ရတာမျိုးပါမိမိလိုမျိုးဗီဒီယိုကိုဘာသာပြန်ခြင်းတဲ့သူတွေကအများကြီးရှိပါတယ်အများကြီးမှအများကြီးပါအဲ့တော့ကိုဘက်ကနေပြီးတော့တီးဖြတ်နေဘာသာပြန်နည်းတွေကိုစေတနာပါပါနဲ့ တင်ပေးလိုက်မယ်ဆိုရင်တင်းနှန်းသားတွေကလာကြမှာပဲနောက်တစ်ခုဈေးရောင်းခြင်းဈေးဝိုင်းလုပ်ငန်းတစ်ခုရဲ့အတက်ကဈေးရောင်းတာပါကားရှိုးရင်းဖွင့်တဲ့သူကလေကားရောင်းရမှာဝင်ငွေရမယ်ကုန်းဆောင်ဆိုင်ဖွင့်တဲ့သူကလေပစ္စည်းတွေရောင်းရမှာဝင်ငွေရတယ်အဲ့တော့ဖုန်းဆိုင်ဖွင့်တဲ့သူတွေကလေဖုန်းတွေရောင်းမှာဝင်ငွေရတယ်ရွှေဆိုင်ဖွင့်တဲ့သူတွေကလေရွှေရည်ပစ္စည်းတွေရောင်းရမှာဝင်ငွေရတယ်ဘယ်လို့မဆိုရောင်းရမှာပဲဝင်ငွေရတာပါကျွန်တော်ခုပေါ်ကပြောပြခဲ့တဲ့ online digital အလုပ်တွေကလေ service တွေရောင်းတာပါ အဲသူတို့ရဲ့ service တွေကိုရောင်းရမှာပဲဝင်ဝေရတာပါအဲတော့စီးပွားရေးလုပ်ငန်းတစ်ခုမှာဈေးအောင်ကျွမ်းကျင်နေသူဟာအခရာကြရလို့ပြောရလိမ့်မယ်အခုဆိုရင်စီးပွားရေးလုပ်ငန်းတွေအကောလုံးက social media ပေါ်ရောက်လာကြပြီအိုးရင်တုန်းကလိုမျိုးအပြင်မှာကြော်ညာဆိုင်းပုတ်ကြီးထောင်နေခက်ကကုံသွားလို့ social media ပေါ်မှာဈေးတွေရောင်းနေကြပြီဒါတွေကအခုမှအစပြိုးတာပဲရှိပါသေးတယ်နောက်ဆိုရင်အကောလုံးက online ပေါ်ကနေပဲရောင်းကြဝယ်ကြတော့မှာပါအဲတော့ online ပေါ်မှာဈေးအောင်တက်တဲ့သူတွေလိုဝက်လာပြီအလို့ပြင်း live လို့ပြီးတော့ဈေးအောင်တဲ့သူတွေပေါ်လीအ မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အဲ့ဒါကိုလေ့ကျင့်သိနေလို့မြင်ပါတယ်။ရုပ်ချောဖို့ဆိုတာတဲ့စကားပြောကောင်းဖို့ဖြောပြတင်ဆက်နိုင်စွမ်းကောင်းဖို့လိုအပ်ပါတယ်။အခုဆိုလည်းအဲ့လိုလုပ်တွေနဲ့စင်တူတဲ့အလုပ်တွေရှိပါတယ်။ဖုန်းဆိုင်တို့ digital marketing agency တို့မှဆိုလို့ရှိရင်အဲ့ဒါကိုတဲလန်းနေနဲ့ခေါ်ကြတာရှိပါတယ်။အဲနောက်တဲ့အကြံပြုချင်တာကတော့စာမျက်နှာဖတ်ပါ။သူများတွေရောင်းတာကိုလေ့လာပါ။လက်တွေ့လေ့ကျင့်ပါ။ပြီးတော့နောက်တဲ့အလုပ်တစ်ခုကအလားပါရေးရအကြံပေးပါ။ မင်းကလေးကြားထဲမှာအရန်စိုးရင်ကြတဲ့ကိစ္စကအလှပကြီးကကိစ္စပဲဖြစ်ပါရည်။အဲဒါကြောင့်မလို့အလှကုံပစ္စည်းတွေအသားရည်ထောက်ကိုပစ္စည်းတွေကအရန်ရောင်းရတယ်လို့ဈေးလေးပဲအရန်ကြီးတယ်။ကျောယောက်ျားလေးဆိုလို့ရှိရင်တော့ဆက်ပြကဲတကူနဲ့ခေါင်းလျှော်ရေချိုးမျက်နှာတွေအကုန်လုံးကြတယ်။ဒါပေမဲ့မင်းကလေးတော်မတူကြပါဘူး။ဝါချံမထွက်အောင်ဘယ်လိုမျိုးလုပ်အောင်မလဲ။ခန္ဓာကိုယ်မဝအောင်ဘယ်လိုမျိုးထိန်းသိမ်းကြမလဲ။အဲဘယ်လိုစကင်ကေးရမိမိနဲ့လိုက်ဖက်တယ်လဲ။အသားရည်ကိုဘယ်လိုမျိုးထိန်းသိမ်းရမလဲ။ ဒီအစရှိတဲ့အချက်တွေကိုမိမိဘက်ကနေပြီးတော့မျှဝေပေးနိုင်မယ်ဆိုရင်မိမိကိုအားကိုးလာကြသူတွေလည်းရှိမှာပဲဗျ။အလားပါကြီးက Facebook group တွေမှာကိုယ်တိုင်ဗီဒီယိုတွေကိုမျှဝေတင်ပါရီ။အကြံဉာဏ်တွေအခမဲ့မျှဝေတင်ပါရီ။တပြေးပြေးနဲ့မိမိကိုလူပိုသိလာလေလေမိမိအနေနဲ့ကိုယ်တိုင် skin care cosmetic တွေကိုရောင်းနိုင်တယ်လို့ဒီလိုရောင်းတဲ့ဆိုင်တွေစီရနေလေ sponsor တွေရရှိနိုင်ပါသေးတယ်။နောက်တစ်ခုကတော့အလားပါကြီးကအကြံပေးလောက်တာမျိုးပါ။ဘရနာယီကိုဘလောက်ဆိုပြီးတော့အလားပါနဲ့ဆိုင်နာတွေကိုအကြံပေးဖြစ်လုပ်နိုင်ပါရီ။ အဲ့လိုအလုပ်တွေကတော့မိန်းကလေးအတွက်အထူးသင့်တော်တာပါ YouTube မှာဝင်ငွေရှာခြင်း YouTube ကနေပြီးတော့ဝင်ငွေရှာရဲဆိုတာကအင်တန်မီလုပ်ငန်းလုပ်တဲ့သူတွေလိုပါပဲအင်းလုံးဝယ်ထားမယ်ဆိုရင်ဈေးကအမြင့်အတက်နေတယ်အချိန်ကြာလာနဲ့တန်ဖိုးကပိုပြီးမြင့်လာတယ် YouTube မှာဗီဒီယိုတစ်ပုတ်တင်ထားရဆိုရင်ဒါကလည်းရင်းနှီးမြှုပ်နှံလိုက်တာပါပဲ YouTube channel မှာဗီဒီယိုတစ်ပုတ်ရင်းနှီးမြှုပ်နှံထားလိုက်ပါဝင်ငွေကအမြင့်အတန်းရှိနေတယ်ဒီမနက်ကမှနေပြီးတော့ YouTube ကနေပြီးတော့ဝင်ငွေရှာကြတဲ့သူတွေကအရင်နေပါသေးတယ်။ဒါပေမဲ့လေဝင်ငွေကောင်းကြတယ်ဗျ။ လာစဉ်မြန်မာငွေ9သိန်း6သိန်းကနေပြီးတော့နောက်ဆုံး30 30အထိကိုရနေကြတဲ့သူတွေရှိကြတယ်။အဲ့ထက်လည်းပိုရတဲ့သူတွေရှိကြပါတယ်။2025ခုနှစ်တော့မှရောက်နေပြီ။2025မှာဆိုရင် AI ပညာတော်ကမတက်ထားကြပါလား။တေချာပေါ့ခမရသူများနောက်ောက်ကြကြံနေခဲ့လိမ့်မယ်။ဘာလို့လဲ။ဘာလို့လဲဆိုတော့ကျွန်တော်လုပ်ငန်းရှင်တွေအနေနဲ့အထူးသဖြင့် online shop လိုမျိုး online စီးပွားရေးလုပ်တဲ့သူတွေအနေနဲ့ကိုယ့်ရဲ့လုပ်ငန်းကိုကြော်ညာ video တွေကို AI သုံးပြီးတော့ဖန်တီးလို့ရနေကြပြီ။ ကုန်ကြစီအရန်အောင်မှာတက်တာသွားလို့အချိန်ကုန်လည်းအရန်အောင်တက်တာကြလေဗီရိုရီဖန်ဒီဖို့အတွက်ကြောညာရီဖန်ဒီဖို့အတွက်လားစင်လားစင်သိန်း၁၀ချီကုန်ကြရီဒါကြောင့်လားစင်သိန်း၁၀ချီကုန်ကြနေတာကိုခြွေထားပြီးသားဖြစ်တယ်အဲတစ်ဖက်ကပြောရမယ်ဆိုလို့ရှင်တော့သိန်း၁၀ချီပြီးတော့ဝင်ငွေရလိုက်တာပါပဲအရင်တော့ဆိုလို့ရှင်ရင်ဗီဒီယိုတပုတ်ကိုဖန်ဒီတက်ဖို့အတွက်အချိန်ကြီးအများကြီးပေးရတယ်ဓာတ်ပုံတွေဒီဇိုင်းတွေဖန်ဒီဖို့အချိန်ကြီးအများကြီးပေးရတယ်အခုကျွန်တော်တို့မှာ AI ပေါ်လာတော့ ဒါရီကိုခမရဖုန်းထဲတွေမှာလှုပ်လို့ရနေပြီဘာမှမခက်ဘူးဗီဒီယိုဖန်ပြီးမယ်ဆိုရင်လေကိုဖန်ပြီးခြင်းတဲ့အကြောင်းအရာပြီးတော့ပြောခြင်းတဲ့စာသားတွေကို AI အကူအညီကိုတုံးပြီးတော့လှုပ်လိုက်ုံပဲဗမာစကားပြောဗီဒီယိုတွေကိုဖန်ပြီးပြီးတော့ YouTube ကနေပြီးတော့ပတ်စံရှာမလားအင်္ဂလိပ်စကားပြောဗီဒီယိုတွေကိုဖန်ပြီးပြီးတော့နိုင်ငံတကာတွေထိုးပေါမလားဗီဒီယိုထဲမှာပြောမယ့်အင်္ဂလိပ်စကားအစားအရင်ရေးသားပေးထားတာပါဒါကြောင့် AI ကိုတေချာလိလာဖို့လိုအပ်ပါတယ်ခမရကိုယ်တိုင်ဗီဒီယိုတွေဖန်ပြီးပြီးတီးဖြတ်စရာမလိုတော့ပါဘူး အိုင်ရဲ့ဂူညီနဲ့ခမည်းကြိုက်တဲ့ view တွေကိုစေတိုင်းကြဖန်တီးတီးဖြတ်နိုင်လာပါပြီ။အိုင်ကခမည်းရဲ့ view တွေကိုမြန်မာလိုစာလံထိုးပေးပါရီ။ဒါကအသေးကိုကောင်းတဲ့အချက်ပါပဲ။အရင်ကတော့ကိုယ့်ရဲ့ view မှာမြန်မာစာလံထိုးဖို့လိုရတာအချိန်ရန်ကြာပါရီ။ခက်ခဲတယ်။အခုဆိုရင်တော့ AI နဲ့လိုရတာမိနစ်ပိုင်းပါပဲ။ခမည်းက view တွေကိုအလင်းအမောင်တွေချိန်မလား။အတူပြုတ်လုပ်ချက်တွေထည့်အောင်မလား။ဒီထက်မကတွေကိုလည်း AI နဲ့လုပ်လို့ရသေးတယ်ဗျ။ ဒါတွေကိုကျွန်တော်အလီဘာဘာရဲ့အနာဂတ် AI Master Class မှာအကုန်လုံးသင်ပေးနေပါရဗျ။ဒါကလူငယ်တွေအတွက်အရန်ကုန်မှကောင်းတဲ့အချက်ပါ။အခုခေတ်ကဗီဒီယိုတင်ပြီးတော့ပတ်စံရှာရခက်။ဘာလို့လဲ YouTube မှာခမည်းကိုပိုင်ဗီဒီယိုတင်ပြီးတော့ဝင်ဝင်ရှာလို့ရတယ်။ AI ကိုသာစနစ်တကျအသုံးချတတ်မယ်ဆိုလို့ရှိရင် professional အဆင့်ရှိတဲ့ဗီဒီယိုကိုဖန်တီးပြီးတော့ YouTube ကနေဝင်ဝင်ရှာရုံလေးပါပဲ။နောက်တစ်ခုရှိပါသေးတယ်ဗျ။အဝိတဲ့ fashion design ဖန်တီးရတဲ့တွေအတွက်လေအရန်ကုန်မှကောင်းလာပါရဲ့။ အင်ဂျီဖက်ရှင်ဒီဇိုင်းတွေဖန်တီးဖို့အတွက်ငွေကြေးအကုန်ကြအများကြီးအချိန်နဲ့အများကြီးပေးရတယ်စိတ်ချအခုဆိုရင်တော့ကိုပိုင်ဖက်ရှင်ဒီဇိုင်းတွေကို AI နဲ့ဖန်တီးပြီးတော့ online ကနေရောင်းချလို့ရနိုင်ပါပြီဘလို့လုံးအောင်မလဲဆိုတာတွေကို Alibaba ရဲ့အနာဂတ် AI Master Class မှာအကုန်လုံးသင်ပြီးထားပါပြီခင်ဗျား logo နဲ့ design ဆွဲမလားမဆွဲတတ်ဘူးဆိုရင်လေစိတ်မပူပါနဲ့ AI နဲ့ဆိုရင်လွယ်လွယ်လေးဖန်တီးလို့ရပါပြီ AI ကိုကိုမသိတဲ့အကြောင်းအရာတွေကိုအကုန်လုံးမေးလို့ရတယ် AI tools တွေကခမားပေးလိုက်တဲ့ keyword တွေ design တွေအယောင်တွေနဲ့ကိုက်ညီတဲ့ logo တွေကိုချက်ချင်းပဲထုတ်ပေးနိုင်ပါတယ်။စိတ်တန်းကြတွေပြန်ပြီးတော့ပြင်ဆင်လို့ရတယ်။ Amazon logo design တွေကို AI အကူအညီနဲ့အချိန်တိုတွင်းမှာဖန်တီးနိုင်နေပါပြီ။ဒါကလည်းခမားအတွက်ဝင်ငွေလမ်းကြောင်းတစ်ခုပါပဲ။ကိုဖန်တီးထားတဲ့ logo တွေကိုဇီးနှုံချိုချိုတတာနဲ့တခြားသူတွေကိုဖန်တီးရောင်းချပေးလို့ရတယ်။ဒါတွေကို Alibaba မှာအကုန်လုံးတင်ပေးပါတယ်။ဒီနေ့ခေတ်မှာ AI မသုံးတိုင်လူရမဝင်တော့ဘူးလို့တော့မှပြောလို့ရနေပါပြီ။ AI ကိုအသုံးချနိုင်တဲ့မြည်သည့်လုပ်ငန်းမဆိုငွေကြေးကုန်ကြမှုအရန်တက်တာပါ ರಿ အလုံးလဲပို့ပြီးတယ်အချိန်ကြီးအပေါ်မကုန်တော့ဘူး AI ဆိုတာက artificial intelligence လို့ခေါ်ပါ ರಿ လူသားတွေပြုလုပ်ထားတဲ့အသိဉာဏ်ပဲဖြစ်ပါ ರಿ AI ကိုလေ့လာဖို့အတွက်ခက်သလားဆိုရင်တော့လုံးဝမခက်ပါဘူးခင်ဗျအချိန်တစ်ခုယူပြီးတော့တစင်ချင်းလေ့လာသင်ကြားသွားမယ်ဆိုရင်ဒေကြာပေါက် AI ကိုလက်တွေ့အသုံးချသွားနိုင်ပါလိမ့်မယ်လူငယ်တွေနေနဲ့ AI ကိုအသုံးချပြီးတော့ကိုယ့်ရဲ့နောက်ထပ်ဝင်ငွေလမ်းကြောင်းတစ်ခုကိုဖန်တီးလို့ရနိုင်ပါပြီ ဒေဂျာလေးလာဖို့နဲ့စူးစမ်းဖို့ပဲလိုအပ်ပါတယ်။လူငယ်မှမဟုတ်ပါဘူး။ကျော်ရီစီးပွားရေးလုပ်နေတဲ့သူတွေကလည်းအရင်ကလေးလာထားဖို့လိုအပ်ပါတယ်။မဟုတ်ရင်တော့ပြန်မက်တီနဲ့ရှင်တဲ့ခါတွေမှာနောက်ကျကြံနေခဲ့ပါလိမ့်မယ်။ဒီပညာနဲ့အမိမလိုက်နိုင်ရင် Nokia ဆိုတဲ့ဥပမာကိုကျွန်တော်သေချာသိထားဖို့လိုအပ်ပါတယ်။ဒီလိုမျိုး AI ကိုအသုံးချပြီးတော့ဝင်ငွေလမ်းကြောင်းဖန်တီးနေတဲ့သူတွေကလည်းအရန်နေသေးတယ်။အဲ့တော့ပြောရမယ့်ဆိုရင်ဒါဟာရှူရင်းပါ။ AI ကိုလေးလာပါ၊တည်ယူပါ၊လက်တွေ့အသုံးချပါ။ လူငယ်နေနဲ့အိမ်မှာနေရင် AI နဲ့ကိုပိုင်ဗီဒီယိုတွေကိုဖန်တီးပြီးတော့ YouTube မှာတင်ပြီးတော့ဝင်ငွေတွေရှာလို့ရနေပြီ။အဲဒီတော့ကျွန်တော်တို့အလီဘာဘာကနေပြီးတော့စီစဉ်ပေးထားတာတစ်ခုရှိတယ်။ဒါကလူငယ်တွေအတွက်အထူးအစီအစဉ်ပါ။အလီဘာဘာရဲ့ AI Master Class တက်ရောက်သူတိုင်းကိုတသိန်းခွဲတန်ရေးရှိတဲ့ YouTube သင်တန်းကြီးတစ်ခုကိုတက်ရောက်ခွင့်ပေးသွားတော့မှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဒီလိုမျိုးအထူးအခွင့်အရေးပေးတာကဘယ်မှာမှမရှိပါဘူး။ဒီအလီဘာဘာမှာပဲရှိပါတယ်။တခုပါပဲ။ လူရဲ့အတွက်ကိုတော့ကျွန်တော်တို့ရအထူးကန့်သက်ထားပါရီဆိုလိုရာကတော့ဥဒူရမှာပါကျွန်တော်အလီဘာဘာမှာဆိုလို့ရှိရင်အနာဂတ် AI Master Class ဆိုပြီးတော့ဖွင့်လှစ်ထားပါရီသင်ခန်းစာပေါင်း100ကျော်ပါဝင်ပါရီ AI ကိုအခြေခံကနေပြီးတော့ AI ရဲ့ဓာတ်ပုံတွေကိုဘယ်လိုမျိုးဖန်တီးကြမလဲ AI နဲ့ဓာတ်ပုံတွေ video တွေကိုဘယ်လိုမျိုးတီးဖြတ်မလဲ AI နဲ့ဓာတ်ပုံ video animation တွေကိုဘယ်လိုမျိုးဖန်တီးမလဲ AI ကိုဇာတ်ညွှန်းတွေရေးခိုင်းပြီးတော့ဇာတ်လမ်းတွေဘယ်လိုဖန်တီးကြမလဲ AI နဲ့ဓာတ်ပုံကြော်ညာဒီဇိုင်းတွေကိုဘယ်လိုမျိုးဖန်တီးမလဲ AI ကိုမိမိလုပ်ငန်းအတွက်ဘယ်လိုမျိုးအသုံးချမလဲဘယ်လို tools တွေကိုအသုံးပြုမလဲ AI ကိုအသုံးပြုပြီးတော့ video တွေကိုဖန်တီးမလဲပြီးရင်ဒီ video တွေကို YouTube မှာတင်ပြီးတော့ဝင်ငွေဘယ်လိုရှာမလဲမြန်မာနိုင်ငံမှာတက်ရောက်မှုအများဆုံး Alibaba ရဲ့ YouTube ကနေဝင်ငွေရှာနည်းသင်တန်းကိုလည်းအထူးအခွင့်အရေးတရက်နေနဲ့တက်ရောက်သင်ကြားခွင့်ပေးသွားမှာဖြစ်ပါသည်ဒီလိုသင်ခန်းစာတွေပြင်ဘယ်သူမှသင်မပြီးတဲ့ AI ပညာရက်တွေ Tuesday ကိုအနာဂတ် AI Master Class မှာသင်ကြားပေးနေတာပါ။ဘသူတွေတက်တင်လေ။အိမ်မှာနေရင်းကြောင်းတက်ရင်းအလုပ်လုပ်ရင်းနဲ့ AI ကိုအသုံးချပြီးတော့ကိုယ်ပိုင် video တွေဓာတ်ပုံဒီဇိုင်းတွေကိုဖန်တီးပြီးတော့ online ကနေကိုယ်ပိုင်ဝင်ငွေရှာခြင်းနဲ့လူငယ်တွေ online shop လုပ်နေကြတဲ့သူတွေ online မှာစီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေ Facebook နဲ့ YouTube မှာ video တွေဖန်တီးပြီးတော့ဝင်ငွေရှာခြင်းနဲ့လူငယ်တွေအနာဂတ် AI Master Class ကိုဘယ်လိုမျိုးတက်ရောက်ရမလဲ သင်တန်းသားအနေနဲ့ AI Master Class ဗီဒီယိုသင်ခန်းစာတွေကို Facebook Secret Group နဲ့ Telegram မှာလေးလာသင်ယူရမှာဖြစ်ပါရီ Facebook Secret Group နဲ့ Telegram Group တွေမှာစာတွေ့ကောလက်တွေ့ကောတစင်ချင်းလိုက်သင်ကြားပြသပေးထားဖြစ်ပါရီမြန်မာစကားပြောနဲ့စနေတကျရှင်းရှင်းလင်းလင်းသင်ကြားပြသပေးထားတာဖြစ်တော့နားမလည်ပါလေစိတ်ပူစရာမလိုအပ်ပါဘူးခင်ဗျခင်ဗျားဘက်ကစ조사လေးလာဖို့လက်တွေ့လိုက်လုပ်ဖို့ပဲလိုအပ်ပါမယ်သင်ခန်းစာတွေအားလုံးကစနေတကျတင်ပေးထားပြီးဖြစ်တာမလို့မိမိအားရအချိန်မှပဲလေ့လာလို့ရပါရီ အွန်လိုင်းသင်တန်းဖြစ်တဲ့အတွက်နေရာမရွေးအချိန်မရွေးလေးလာလို့ရပြီ။သင်ခန်းစာတွေကို လေးလာပြီးတော့နားမလည်တာမရှင်းတာရှိရင်လေသင်တန်းစရာကိုအားမနာရင်ကြိုက်တဲ့အချိန်မီးဦးရပါလိမ့်ဗျ။တာဝန်ယူတင် जा ပေးထားတာကတော့ကျွန်တော်တို့အလီဘာဘာရဲ့မိဖက် Bamish AI မှဖြစ်ပါရည်။ AI ကိုအသုံးချပြီးတော့6လအတွင်းမှာလက်တွေ့ဝင်ငွေရတဲ့အထိအသုံးချလာနိုင်တဲ့အထိလက်တွေ့သင် जा ပေးသွားမှာပါ။တင်နေပြီးဆုံးချိန်မှာလေအလီဘာဘာနဲ့အတူတူတွဲဖက်ပြီးတော့ဝင်ငွေရှာနိုင်တဲ့ program တွေမှာ ဘူးပေါင်းပါဝင်ခွင့်ပြုသွားမှာဖြစ်ပါရည်။သင်ခန်းစာတွေကိုဖုန်းဒါမှမဟုတ် laptop မိမိအဆင်ပြေရနေလေးလာသင်ယူနိုင်မှာဖြစ်ပါရည်။ဒေသနာဥယျာဉ်ကိုလည်းအထူးကန့်သက်ထားပါရည်။ဒေသနာကြီးကတော့တသိန်း3000ကျပ်ဖြစ်ပါရည်။ AI Master Class ကိုတက်ရောက်တဲ့သူ9ဦးဟာ9900ကျပ်နဲ့အထူးခွင့်ရရရှိမှာဖြစ်ပါရည်။တခါပဲရမယ့်အထူးအခွင့်ရဖြစ်ပါရည်။ပထမဆုံးတက်ရောက်တဲ့ငါးကိုတသိန်းခွဲတန်ကြီးရှိတဲ့ YouTube ကနေပြီးတော့ဝင်ငွေရှာတဲ့ဒီတင်တန်းကြီးကိုအခမဲ့တက်ရောက်ခွင့်ပေးသွားမှာဖြစ်ပါရည် အတူအနေနဲ့ဖြစ်တာမလို့ဒါကတော့ပထမအဆုံး9ဥတက်တာဖြစ်ပါရီလူကြိုက်အရန်များရဲ့ promotion ဖြစ်တာမလို့လေလူပြည့်အရန်မြန်ပါရီ AI နီးပညာကိုရော YouTube ကနေပြီးတော့ဝင်ငွေရှားတဲ့နေလန်းတွေကိုပါလေးလာသိင်ဝင်ရမှာဖြစ်ပါရီအတူခွင့်ဖြစ်တာမလို့ဥသူရပါမယ်ဒါပေမဲ့ကျွန်တော်တို့လေးလာသိင်ကြရမယ်သင်ခန်းစာတွေကလက်တွေ့လေ့ကျင့်မှုတော့များများလိုအပ်တာမလို့အမှန်တကယ်စူးစမ်းလူစိတ်ရှိမှပဲတက်ရောက်ဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ထက်ခါထက်ခါလေ့ကျင့်မှုလိုအပ်ပါမယ် အလီဘာဘာရဲ့အနာဂတ် AI Master Class ကိုတက်ရောက်ဖို့အတွက်အလီဘာဘာရဲ့ချက်ပေါက်မှာ AI လို့သာပို့ပြီးပါ AI ကိုအလီဘာဘာနဲ့အတူတူသင်ယူပါ AI ကိုအသုံးချပြီးဝင်ငွေလမ်းကြောင်းတွေကိုဖန်တီးပါ AI ကိုအသုံးချပြီး digital ပိုင်းဆိုင်မှုတွေကိုတိစောက်ပါ